တလကိုတိုင်းရာချီဝင်နေပေမဲ့လည်းမင်္ဂလာပွဲကိုကုန်ကြစေအနေဆုံးနဲ့မင်္ဂလာဆောင်ခဲ့တဲ့နာမူလီမြန်မာနိုင်ငံမှာဖူဘလော့ဂါတွေအများကြီးရှိပေမဲ့နေ့စဉ်နဲ့များလူတောင်းနဲ့ချီအားပေးကြည့်ရှုခံရတဲ့ဖူဘလော့ဂါတွေကလက်ချိုးရည်လို့ရှားပါရီတင်းနေပြီးတိုင်းတန်းနဲ့ချီကြည့်ရှုသူရှိကအောင်မြင်နေတဲ့ဖူဘလော့ဂါတွေထဲမှာဆိုရင်နာမူလီကလည်းတယောက်ပါဝင်ဖြစ်ပါရီနာမူလီဟာတော်တလိသဘာဝအရအေးကြောင်းပေးလေးနာမှာအိမ်ဆောက်ကနေထိုင်ကြရတာပါတမိသားစုလုံးကငါးရှာထွက်နေ ဘလင်းရလုပ်ငန်းကိုလုပ်ကိုင်ကြတာပါ။ကရင်တိုင်းသားတွေဖြစ်ကြကရုပ်ရှင်တဲ့ဘဝလေးကိုဖျက်သန်းနေကြတာပါ။နာမူလေးကအိမ်မာနေကမိသားစုတွေစားဖို့လုပ်ကိုင်ပေးရင်းနဲ့ဘလော်လေးတွေရိုက်ပေးကအောင်မြင်လာခဲ့ပါရင်။နာမူလေးတို့စားပြတဲ့ဖူဘလော်တွေကစားတဲ့ပွဲကောင်းကတန်ရှင်းသက်ရက်တဲ့တွေနမည်ကြီးအောင်မြင်ခဲ့တာပါ။နာမူလေးတို့ရဲ့တလားတာဝင်ဝင်ဟာတန်ရချီတီရှိလာခဲ့တာပါ။ဗီယိုတပုတ်တင်လိုက်ပြီးဆိုတာနဲ့ဝင်ငွေတွေကတောက်လျှောက်ကုန်မှဝင်ကဝင်ငွေကောင်းတဲ့ဖူဘလော်ကတယောက်ဖြစ်လာခဲ့တာပါ။ဒါပေမဲ့နာမူလေးကဝင်ငွေကောင်းတဲ့သူတယောက်ဆိုပြီးတော့တောင်းတောင်းပြပြလေးမနေပါဘူး။ နာမိုလီကရိုးရှင်းတဲ့နေထိုင်မှုပုံစံနဲ့သာဖြစ်တန်းနေကြတာဖြစ်သလိုမင်္ဂလာဝဲကျင်းပါတော့လေရိုးရှင်းသုံးတာကျင်းပါကြတာပါနာမိုလီကအပြုတ်ကြီးတယောက်အနေနဲ့ဖြတ်တန်းရင်းကနေလက်ထပ်ပွဲလေးကိုကျင်းပါကြတာပါနာမိုလီကလက်ထပ်မဲ့အကြောင်းကိုချုပ်တင်တီးပေးခြင်းလည်းမရှိခဲ့ပါဘူးသူ့ကောက်မှလည်းမတင်မဲနဲ့တိတ်တဆိတ်လေးသာအတီးပေးလာကြတာဖြစ်ပါတယ်လက်ထပ်ပွဲကျင်းပါတဲ့ပုံရိပ်တွေပြန့်နေလာတာမှသူမလက်ထပ်မဲဆိုတာကိုလူအများကသိကြတာပါနာမိုလီတို့ကခရီးရန်ကိုယ်ွယ်သူတွေဖြစ်တဲ့တွေ့ဖျားเจ้าမှာမင်္ဂလာဝဲကိုကျင်းပါခဲ့ကြတာပါဖျားเจ้าမှာနှစ်ပတ်ပြီပါစုံလင်နေဖိတ်ကြားခဲ့တာဖြစ်ပြီး လက်ထက်ပွဲလေးကချစ်စရာကောင်းကရိုရှင်ခဲ့ပါရင်ကောင်းဝင်ပြပြတွေနဲ့တန်မိုးကြီးရနာတွေဝစ်စင်တဲ့ပွဲမျိုးမဟုတ်ဘဲနဲ့ယူဟာတိုင်းသာဝစ်စုံတွေကိုဝက်ခါမင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါရင်ယူရဝစ်စုံဖြူအောင်လေးကိုမင်္ဂလာဝစ်စုံဖြစ်သုံးခဲ့တာပါသူတို့သမီးသူတို့သားရန်တွေကတော့ပန်းရောင်ရှင်လေးကိုဝစ်စင်ထားခဲ့တာပါတလားကိုတင်ရချီရှာနိုင်တဲ့ဖူဘလော့ဂါတယောက်ဖြစ်ပေမဲ့လေမင်္ဂလာပွဲကိုအကုန်ကြတတ်တာဆုံးနဲ့ရိုရှင်ဆုံးကိုကျင်းပထားခဲ့တာပါဝင်ဝေကောင်းသူတွေဖြစ်ပေမဲ့မလိုလားအပ်တဲ့နေရာတွေမှာငွေကြီးများကြီးသုံးတာကဖြုံးရကြတာမလို့အသင့်တော်ဆုံးဖြစ်ပေမဲ့မင်္ဂလာပွဲ မျိုးကိုသာရွေးချယ်လိုက်တာပါ။နာမိုလီကဖူဘလော့ကာအနေနဲ့နိုင်ငံကျော်ဖြစ်လာခဲ့ပေမယ့်ကုန်ပစ္စည်းတွေကိုလည်းကြီးညာပေးတာမျိုးလည်းမရှိဘဲနဲ့ဖူဘလော့ကာလုပ်ကိုသာဒီဇိုင်းမဲမဲလုပ်တာပါ။ဒါပြင်ရန်ကုန်ကိုတက်လာကကြီးညာဖွင့်ပွဲတွေစိုင်းဖွင့်ပွဲတွေလည်းတက်ပေးတာမျိုးမရှိပါဘူး။ လူတွေနဲ့ရှိုးရှက်ရှက်နေရတာမျိုးမကြိုက်တဲ့အတွက်သူဝါသနာပါရင်ဖူဘလော့ဂါလို့ကိုရိုးရှင်းရှင်းလုပ်ကိုင်းခဲ့တာပါအခုဆိုရင်လက်တတဲ့အချိန်မှလည်းရိုးရှင်းဆုံးမင်္ဂလာပွဲလေးသာကျင်းပခဲ့တာပါတလောက်ကိုတိုင်ရချီဝင်နေပေမဲ့လည်းမင်္ဂလာပွဲကိုကုန်ကျစရိတ်အနည်းဆုံးနဲ့မင်္ဂလာဆောင်ခဲ့တဲ့နားမှုလေးပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြိုဆိုပါခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီနေနုပညာရှင်ရဲ့အသိဉာဏ်တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနေအောင်ရှင်အားပေးနိုင်စင်ခဲ့ကြတဲ့ပရိသတ်တယောက် ဖြစ်စီတိုင်းကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေ့ပါစေကြောင်းကျွန်မတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးပို့သရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အပိနဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ဖြစ်စီတိုင်းကိုကျွန်မတို့ရဲ့ပေလေးကနေပြီးတော့ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့မှပြန်လည်ဆုံတွေ့ကြမယ်နော်။